ီယူနာဟော့ပါတယ်မှာဆိုသူကဝက်ချောက်လေးပါတယ်နောက်ပြီးတော့ဝက်တာအသားပါတယ်ချက်သားပါတယ်နောက်ဝက်ခောက်ပါတယ်ငပယ်ပါတယ်ပြီးရင်ဒီချက်ဥအသားလေးလေးတွေပါတယ်စားပူးတဲ့လူတိုင်းကတော့ယူနာဟော့ပေါ်အစစ်ဆိုတာကိုသိပါတယ်ဘာဖြစ်လို့လဲဆိုတော့အမတို့ကချက်ပြီးတော့တခါတည်းလေအကိုလုံးချက်ပြီးသားကိုပေါ့ဟာလောက်ထားပေးတဲ့ဟာလေးပါအေးရောက်ရင်ဘာမှလည်းပြန်လုပ်เสียမလို့ပါဘူးကျမကတော့အခုယူနာဟော့ပေါ် ဒီ OG ဆိုရင်ကျမကဒါတစ်ဆက်ဆို2သိန်းမှာကျမပြီးရင် OD က3သိန်း8တောင်ကျမဒီအခုချိန်မှာတော့2မျိုးပဲပို့ပါတယ်ဒါပေမဲ့နောက်တနင်္ဂနွေဘာတွေကြာရင်ကျမဒီလိုဘူးလေးနဲ့တဘူးကို9တောင်းနဲ့ဒါအိမ်မှာဟိုလူနေတဲ့လူတွေစားလို့ရအောင်ကျမရောင်းပေးပါမယ်ရှင်အမဒီ hotpot လေးတွေဆိုရင်လည်းရောင်းနေတာတော့ကြာပါပြီအမ ဟိုအော်ဒါမှရင်အားလုံးလက်ခံပါတယ်ရှင်ယူနာဟော့ပေါ့လေးကိုအမကစိုက်မဖွင့်ခင်နေရပေါ့လေပြောရမယ်ဆိုတော့ကျမအွန်လိုင်းကနေစပြီးရောင်းခဲ့တဲ့ဟာလေးတွေပါဒါလေးတွေကဒီယူနာဟော့ပေါ့တွေမှာဆိုသူက watch out လေးပါတယ်နောက်ပြီးတော့ဝက်တာအသားပါတယ်ချက်သားပါတယ်နောက် work out ပါတယ်ငပယ်ပါတယ်ပြန်ဒီကျုပ်အသားလေးလေးတွေပါတယ်ဟိုကလေဟင်းဟင်းရွက်အရွက်လေးပေါ့နော်မုံညင်းနေပိန်းဥတွေနောက်ပြီးတော့ဆိုရင်ကစွန်းဥအစုံပေါ့ဒီယူနာဟော့ပေါ့တအိုးဖြစ်ဖို့ကလည်းတခုချင်း ကျွန်တော်တို့စိတ်ရှည်လက်ရှည်လုပ်ရပါတယ်ရှင်အတိအနံလေးဆိုအောက်ကဘောင်မုံလာဥစုံမုံလာဥမုံညင်းဆိုမုံညင်းဆိုသူကတထတထထအတားတထအဲ့လိုမျိုးတထတထနဲ့လေအခုဒါလေးဆိုရင်လေကျွန်မပဲရွက်ကဝယ်လို့လုံးဝမရလို့ပါတကယ်တမ်းဆိုဒီအတွက်ဆိုပဲရွက်ကလေးနဲ့စမုံလေးနဲ့စားရတာပါအခုကမိုးရတီကလည်းဖြစ်နေတော့ဒီနေ့ဟင်းရက်တွေကလည်းမစုံပါဘူးဒါပေမဲ့ဒီမိုးရတဲ့အချိန်မှာတော့ဒီ hot pot လေးနဲ့ကြာတော့အရန်အလိုက်ဆုံးပါဆက်နေပါလေ။ဒီအနံတွေက၄၅လွာရှိတော့ သူကအသားမှလည်းအစင်စင်ပါထားတော့လေညီမလေးခဏနေကြရင်ဒါလေးပို့မယ်ဆိုကျွန်မအည်တုတ်ကလေးရဲ့မိတွေးတုတ်ကလေးရဲ့အကုန်ပါပါတယ်အမရှိကဝယ်မယ်တအိုးဝယ်မယ်ဆိုတဆက်လို့ပြောလို့ရပါတယ်ဒါဆိုတော့ तू အဆက်ဆက်ပေါ့ဒါလေးဆိုဒါနဲ့စားမယ်ဆိုဥကြော်လေးတွေ तू ကဒါလေးဆိုကြာဆန်နဲ့ကြာဆန်နဲ့အမဆိုအော့ဆိုးနဲ့ကြာဆန်တုတ်ရမယ့်ဟာလေးတွေဒါပေမဲ့အခုမိုးမှာကျွန်မတော်တော်ဝယ်ရခက်ပါတယ်ဟုတ်အဲ့မရတဲ့ဟာလေးရတဲ့ဟာလေးနဲ့လုတ်ပေးထားတာပေါ့နော်ဒီ hotpot လေးရတော့ဒီ yuna hotpot လေးရတော့တကယ်တမ်းဆိုတော့ အစားကြီးတဲ့လူကတော့စားပူးတဲ့လူတိုင်းကတော့ယူနန်ဟော့ပေါ့အစစ်ဆိုတာကိုသိပါတယ်။ဘာဖြစ်လို့လဲဆိုတော့အမတို့ကချက်ပြီးတော့တခါတည်းလေအကိုလုံးချက်ပြီးသားကိုပေါ့ဟာလှုပ်ထားပေးတဲ့ဟာလေးပါ။အေးရောက်ရင်ဘာမှလည်းပြန်လှုပ်เสียမလို့ပါဘူး။ဒီထဲမှာ तू तू အထက်အထက်ပါပါတယ်။အောက်အောက်မှာဆို तू ကမုတ်ညင်းလေးတွေပိန်းဥလေးတွေနောက်ပြီးတော့ဟိုပါလဲอืมကစုံဥလေးတွေအမ်ဘာလဲမုံလာဥအဖြူလေးတွေအကုန်အစင်းစင်းပါပြီးတဲ့အချိန်မှာကျွန်မဒီဝက်သားတစ်ထပ်တို့သူကကြက်သားလေး တထပ်ပေါ့တပီလို့ရှိရင်ငဖယ်လေးတွေဒီအသားလေးကလေးတွေဝက်ခေါက်ဒီထက်မှတော့အမျိုးစုံပါတယ်ဒါလေးတွေစားပူးတဲ့လူကကျွန်မရှေ့ကယူနန်ဟော့ပော့ကိုတကယ်စားပူးတဲ့လူကအရန်ကြိုက်ပါတယ်ဒီဒီကအဲ့ဆိုယူနန်ဟော့ပော့အစ်စ်လေးဆိုတော့လေအမနောက်ပိုင်းဆိုရင်ဒီဒီအိုးကြီးနဲ့မှမဟုတ်ဘူးပါလေနောက်ပိုင်းဆိုရင်တနင်္ဂနွေတို့ဘာတို့မှဆိုရင်အမဒီဘူးလေးတွေနဲ့ဟောအော်ရာလေအများကြီးလက်ခံပေးမှာပါဘူးတွေနဲ့ဆိုရင်ဟိုနှစ်ယောက်စားလေးတွေတယောက်စားလေးပေါ့နော်ဒါအခုဒီနေ့မှာထားတာကိုတွက်ပို့မှာပါ ကျမကဒီ Yuna Hopper ကိုဘာလို့ဆိုတာကြိုမာမကျမလှုပ်ပေးပါတယ်ရှင်မနေ့ပြန်ရကြဒီနေ့အခုမာထားတဲ့လူတောက်ရှိနေပါပြီမနေ့ပြန်ပို့မပို့ရမယ် Yuna Hopper လည်းရှိပါတယ်6ယောက်9ယောက်လောက်ကတော့အတားလေးပဲထင်တယ်ဒီကတော့ဟုတ်အစားကောင်းတဲ့လူဆိုတော့၄၅ယောက်ပေါ့အဲ့လောက်တော့စားလို့ရပါတယ်သူတို့အိမ်ရောက်လို့ရှိရင်တချို့မှမီးတွေးမရှိတဲ့လူရှိတယ်အိမ်မှာရက်စက်သုံးတဲ့လူဆိုတော့ဒါပေမဲ့ဒီအိုးလေးရဲ့အသက်ကတော့ဒါမီးတွေးလေးထည့်ပြီးမှဒီမှာဟင်းရီပေးလိုက်တဲ့ဟင်းရီလေးထည့် ဒီအရွက်လေးတွေခတ်စားရမယ့်ဒီယူနာဟော့ပေါ့လေးပါရှင်ဒီတအိုးဝယ်ပြီဆိုရင်ကျွန်မဒီလိုလေးတွေဒီလိုလေးတွေဒါလေးတွေအဲဘလက်ဆန့်ပေးပါတယ်ဒါဒီစဥ်ကြော်ကဒီမှာအမှန်တော့ဒီမှာဖြူပေးလိုက်ရမှာပါဒါပေမဲ့လို့ဒီမှာဖြူရင်ပြော့သွားမှာဆိုလို့ကျွန်မတို့ကစေနာနဲ့သူတို့စားကနီးမစားလို့ရအောင်ထည့်ပေးတာပါကျွန်မတို့ကျွန်မကတော့အခုယူနာဟော့ပေါ့ဒီ OG ဆိုရင်ကျွန်မကဒါတစ်ဆက်ဆိုနဲ့သိမ်းပါကျွန်မ ဘာဖြစ်လို့လဲဆိုတော့ကျွန်မအသားတွေကအကုန်လုံးကျက်ပြီးသားတွေပါဒီထက်မှအစိမ်းနဲ့တခုမှမပါပါဘူးပြီးရင်အိုးသေးရသိန်း၈တောင်ကျွန်မဒီအခုချိန်မှာတော့၄မျိုးပဲပို့ပါတယ်ဒါပေမဲ့နောက်တနင်္ဂနွေတွေဘာတွေကြာရင်ကျွန်မဒီလိုဘူးလေးနဲ့တဘူးကို၅တောင်းနဲ့ဒါအိမ်မှာဟိုလူနေတဲ့လူတွေစားလို့ရအောင်ကျွန်မရောင်းပေးပါမရှင်းသူကအမျက်ကတော့ကျွန်မသိလည်းမသိပါဘူးဘာဖြစ်လို့လဲဆိုတော့ကျက်လိုက်တာပဲစားကောင်းသွားရင်ကျွန်မခြေနဲ့ပါပြီရှင်းတကယ်လို့ကျွန်မတို့ဒီ you know hot pot လေး margin နဲ့ဆိုရင် အဲ၄တောင်တင်းတင်းရှစ်တစ်တစ်ကနေလဲမာယူနိုင်တယ်ဒါမှမဟုတ်ရင်မွေးမိဒါစုမြန်မာသမင်းဆိုင် page ကနေလဲမာလို့ရပါတယ်ရှင်ဒီ Yuna Hope မှာရမယ်လိပ်စာပေါ့နော်စိုင်မာလာစားခြင်းလဲဆိုရင်လဲဒါအိမ်ုံမယူခြင်းဘူးဒီစိုင်မာလာစားခြင်းလဲဆိုလဲကျမကိုတရက်ကြိုမာပေးပါစိုင်လိပ်စာလေးရတော့ဖြစ်ကျမတောင်ဥက္ကလာ၄ရက်ကွက်စာက၁၆လမ်းထိတ်မှာ မွေးမိဒါစုမြန်မာသမင်းဆိုင်လေးရှိပါတယ်လာရဲပါနော်အိတ်ကော်တယ်